မ်းမိတော့လဲစီကန်းနဲ့မကိုက်နေတော့ကြောင့်စီကျက်တိုင်းလူကြီးကဖမ်းမိကြောင်အချက်မပေးပါက ပြန်ပွဲကိုဆက်လက်ပြီးကစားရမှာဖြစ်ပါတယ်။နောက်ဆုံးစီကိုကြောဖြတ်ပြီးတော့ပြန်သူအဖြစ်ပြန်လာတဲ့သူက တစီကြော်ပါကတမှတ်တိုးရရှိမှာဖြစ်ပါတယ်။ပြန်သူဘလောက်ရှိရှိထိတ်ဆုံးရရှိနေသည့်ပြန်သူတူးတဲ့ရဲ့ကြောဖြတ်ခဲ့သောစီအပေါ်ကိုသာမူတည်ပြီးအမှန်ရရှိမှာဖြစ်ပါတယ်။ ထိတ်ဆုံးစီအထိကြော်နိုင်သွားတဲ့အောင်နိုင်သူကစုစုပေါင်းရမှတ်6မှတ်ရရှိမှာဖြစ်ပြီးတော့နောက်တစ်ချိန်တိုးသူအဖြစ်ဆက်လက်ရှင်ပြန်ကစားခွင့်ရရှိမှာဖြစ်ပါတယ်။သူကအာဂဒါနီကိုကိုယ်နဲ့တာဝန်ရှိတဲ့လူတိုင်းထိန်းသိမ်းရမှာဖြစ်တဲ့အတွက်ပြောပါချင်တဲ့ပါပြီးပါဝင်ပြီးရှင်ပြန်ကစားကြပါလို့အဘနေပြီးမေတ္တာရခံပါလား။ကျေးဇူးတင်ပါတော့။နေပါဟုတ်ပါပြီဒီဖက်စီ မမရဘူးလားသူကဟိုတစည်းပဲပိုင်တယ်ဟိုတစည်းပဲပိုင်တယ်ကိုရွေးထားတဲ့လီဒါကကြတော့သူကစီမင်းစည်းကမ်းတွေကိုတိတယ်လို့မတိတယ်လို့နဲ့ဒိုင်းလူကြီးတွေကိုအကုန်လုံးပြန်မေးနေတယ်ဒါမဲ့တော့ကိုကအဲ့မှာတစ်ချက်သွားပြီးတော့သူ့ကိုယုံကြည်လိုက်တာအော်သူပို့ပြီးတော့စိတ်ဖြစ်အောင်လို့မေးတယ်လို့တော့ထင်လိုက်မိရေပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့စီမင်းစည်းကမ်းတွေလည်းအားလုံးတိသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်ပြိုင်ပွဲစတင်ပါမယ်ခင်ဗျာတေးကြတာတစ်ခုကတော့ 1နဲ့2နဲ့ကျွန်တော်တို့အရင်ပြန်ရပါမယ်ပြီးသွားလို့ရှိရင်1နဲ့3နဲ့ပြန်ရမယ်တတိယဘွဲစီကတော့2နဲ့3နဲ့ကျွန်တော်တို့ပြန်ရပါမယ်ဒီမှာအသင်းတစ်သင်းကနှစ်ဖွဲ့စလုံးကိုနိုင်သွားတယ်ဆိုလို့ရှိရင်တော့သိကြပါတယ်ချန်ပီယံဖြစ်သွားပါပြီအကြိမ်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့အမှတ်ထွက်တဲ့ reset ပေါ်မူတည်ပြီးတော့ချန်ပီယံကိုကျွန်တော်တို့သတ်မှတ်ပါမယ်ဒါပေမဲ့ဒီမှာတစ်ခုရှိတာကကျတော့ကျွန်တော်ဘေးနားမှာရှိနေတဲ့မြမရိုးရအားကစား ဒီထုတ်စည်းတို့အဖွဲ့ချုပ်ကဒိုင်းနေရှိရတဲ့အကြောင်းမလို့သူတို့ဆုံးဖြတ်ချက်တာလည်းအတီးဖြစ်ပါတယ်။အဲအရင်မငင်းကြဖို့အတွက်ကျွန်တော်ထပ်မံပြီးတော့ request လုပ်ချင်ပါတယ်။ So are you ready? Ready. Are you ready? Ready. Okay, let's start this